ဒီမိုကရေစီပညာရေးဖော်ဆောင်မှုမှာအစိုးရကဝင်ရောက်ဆော့ဖတ်တာကိုလုံးဝမလိုလားဘူးလို့တပိတ်မောက်ចောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ကိုမင်းသွေးတက်ကနိုဝင်ဘာ14ရက်နေ့မှာကြုံဝါလိုက်ပြီးအစိုးရစီကအကြောင်းပြန်ချက်မရမချင်းတပိတ်ဆက်မောက်သွားမယ်လို့ပြောလိုက်ပါပြီ။ចောင်းသားတွေဘာကြောင့်တပိတ်လက်နက်ကင်ဆွဲလိုက်တာလဲ။မြို့သားပညာရေးဥပဒေမှာအစိုးရကကော်မရှင်တွေအမျိုးမျိုးဖွဲ့ပြီးဝင်ရောက်ချုပ်ကင်တာကိုကန့်ကွက်တဲ့အကြောင်းပညာရေးအတွက်ဘတ်ဂျက်ဘလောက်သုံးမယ်ဆိုတာကို တိတိကျကျပြဋ္ဌာန်းပေးဖို့တောင်းဆိုတဲ့အကြောင်းကိုမင်းသွေးတက်ကဆိုပါတယ်ပြတဲ့ចောင်းသားတွေကဒီတနိုင်ငံလုံးမှာရှိနေနေခရိုင်အတီးတီးရနောက်ပြီးတော့တက္ကသိုလ်အတီးတီးရចောင်းသားတွေပါပါတယ်ကျွန်တော်ဒီဆန္ဒပြပွဲမတိုင်ခင်နိုင်ငံလုံးဆိုင်ရာအရေးပေါ်အစည်းအဝေးလုပ်တယ်ဟိုဟာနာကူယုံမှာရန်ကုန်နာကူယုံကျုံမှာလုပ်တယ်အဲ့ဒီအစည်းအဝေးကနေမှာတနိုင်ငံလုံးကចောင်းကိုသားပြចောင်းသားတွေတက်လာပြီးတော့အစည်းအဝေးဆုံးဖြတ်ချက်အရကျွန်တော်တို့ကသဘိမ့်မှောက်လာတာဖြစ်ပါတယ်အဲ့ဆိုရစီကအဓိကလိုလားတဲ့အချက်ကတော့ဒီပညာရေးစနစ်ကိုဒီမိုကရေစီပညာရေး အနှစ်သာရပြေသွားတယ်ဒီမိုကရေစီပညာရေးစနစ်ဖြစ်စေခြင်းနဲ့နောက်ဒီပညာရေးကဏ္ဍမှာအစိုးရကပါဝင်တာကိုမကြိုက်ဘူးလူတပ်ပညာရေးကော်မရှင်လိုမျိုးတော့စိတ်ပြည့်ပညာပေါ်ဆိုင်ညီညာရေးကော်မရှင်လိုမျိုးအဲ့လိုကော်မရှင်တွေမလိုအပ်တဲ့ဟာတွေထုံးပြနေရမဟုတ်ဘဲနဲ့အစိုးရရဲ့ဒီလက်နိုင်တိုင်းငံလုံးဟိုဟာဘဏ္ဍာငွေဘတ်ဂျက်ထဲကပညာရေးကဏ္ဍကိုဘယ်နဲ့ရခိုင်လုံးတုံးမဲ့ဆိုတိတိကျကျပြဋ္ဌာန်းတဲ့ဥပဒေကိုတော်တော်လိုချင်အရှက်သားတစ်ပိုင်းအစိုးရကမကြသေးခင်ကအတီးပြူလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကိုကျောင်းသားတမဂါရီပညာရေးကိုရက်တွေကအပြင်းထန်ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကညှိနှိုင်းဆွေးနွေးမှုရှိပဲတစ်ဖက်သက်အတည်ပြုခဲ့တာကြောင့်ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီကိုကျောင်းသားတမဂါရီကကိုယ်စားလှယ်15ရောက်ဦးဆောင်ဖွဲ့စည်းပြီးနိုဝင်ဘာ14ရက်နဲ့15ရက်မှာသပိတ်မောက်လှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်ဒီနာပေါ်တော့ တပည့်ရဲ့ဒုတိယနေ့အဖြစ်တမကပေါင်းစုံကចောင်းသားចောင်းသူ300လောက်ဟာတမိုင်းလန်းစုံမှာစတင်စုဝေးခဲ့ပြီးရန်ကုန်တက္ကသိုလ်ကိုလမ်းလျှောက်ခြိတက်ခဲ့ပါတယ်။ပူပေါင်းပါဝင်လာသူတွေကြောင့်တပည့်ဟာအင်အား900လောက်ဖြစ်လာပြီးတက္ကသိုလ်ဝင်ပေါင်းရှိအယောက်မှာအာနာပိုင်တွေကတကားပိတ်ပြီးတားဆီးရာကိုခံခဲ့ရပါတယ်။မိနစ်30အတွင်းတကားမဖွင့်ရင်ဖြစ်တဲ့အနည်းနဲ့ចောင်းထဲဝင်မယ်လို့ကြိုတင်ပြောဆိုထားတဲ့အတိုင်းចောင်းသားတွေဟာចောင်းချံစည်းရိုးကိုကြော်ခွာပြီးတာဂတာမြက်ခင်းပြင်ပေါ်က ဦးအောင်ကျော်ကြောက်တိုင်မှာစူဝေးပြီးပညာရေးဥပဒေကိုဘာကြောင့်ကန့်ကွက်ရလဲဆိုတဲ့အချက်တွေကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီမိုကရေစီပညာရေးရှိမှခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံဖြစ်လာမှာဖြစ်သလိုဒီမိုကရေစီကိုမသိနားမလဲတဲ့ပညာရေးကြောင့်အခုချိန်မှာတနိုင်ငံလုံးအလိန်ခံနေရတာဖြစ်တယ်လို့ကပိမောက်ကျောင်းသူမဖြူဖြူအောင်က ပြောပါတယ်။ခွင့်ပြုချက်ယူပြီးဆန္ဒပြရင်အာဏာပိုင်တွေကနှီးမျိုးစုံနဲ့နှောက်ယှက်ဟန်တာကြောင့်ခွင့်ပြုချက်မျိုးပဲတပိမောက်တာဖြစ်တာမို့ ဖက်စီအေးအေးယူမယ်ဆိုရင်လည်းရင်ဆိုင်ဖို့အသင့်ပဲလို့သူကဆက်ပြောပါတယ်။ပညာရေးကစမှရမှာပါ။ပညာရေးမှာဒီမိုကရေစီပညာရေးဖြစ်မှသာလေ။ကျောင်းတွင်းဒီမိုကရေစီရှိမှသာလေ။ကျွန်တော်တို့နိုင်ငံကတကယ်ကိုခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံဖြစ်လာမှာပါ။ခဏတစ်ဖြုန်းနဲ့လည်းဒီမိုကရေစီမရပါဘူး။ကျွန်တော်တို့အခုလိုခုလိုမျိုးဟိုဒီမိုကရေစီကိုတိကျမသိတဲ့အခါကျတော့ကျမတို့ကဒီမိုကရေစီအလိန်ခံနေရတဲ့ပြဿနာမျိုးတွေလည်းရှိလာမှာမဟုတ်ဘူးလို့ကျမတို့အနေနဲ့ယူဆတယ် ဒါပြီးတော့အဲ့ဒီနိုင်ငံလုံးဆိုင်ရာအကြောင်းသားတို့အရေးပေါ်အစည်းအဝေးဆလုပ်မယ်ဆိုတော့အစည်းအဝေးဆလုပ်တာကိုကျွန်တော်တို့ပထမဆုံးကခွဲကြံမျက်မြင်ကြောင်းမှာလုပ်ဖို့ကျွန်တော်တို့ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့အစိုးရဘက်ကခွင့်ပြုမိတ်တင်ရမယ်ဆိုတော့အအကြောင်းပြချက်နဲ့တို့ကလာပြီးတော့တားတဲ့အတွက်အဲ့ဒီအဲ့ဒီနေရာမှာမဖြစ်ဖ ೇನೆ ကျွန်တော်နောက်ဆုံးနိုင်ငံကူညီမှုအတင်းရန်ကုန်မှာကျွန်တော်တို့နေရာရခဲ့ပါတယ်အဲ့ဒီမှာလည်းခွင့်ပြုမိတ်မတင်ခဲ့ပါဘူးအစည်းအဝေးလုပ်တော့လည်းခွင့်ပြုမိတ်မတင်ဘူးကျွန်တော်တို့အခုလှုပ်ရှားမှုတွေလုပ်တဲ့အခါမှာလည်းကျွန်တော်တို့လုံးလုံးခွင့်ပြုမိတ်တင်မှာမဟုတ်ပါဘူးဒါကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ပါခွင့်ပြုမိတ်မတင်တဲ့အတွက်ကျွန်တော်တို့ကိုပုံစံအမျိုးမျိုးနဲ့နှောက်ယှက်ဟန်တားဖြတ်စီ ီးတာတွေလုံနိုင်ပါတယ်။အကုန်လုံးအတွက်တွေးပြီးတော့ရင်ဆိုင်မှုကျွန်တော်တို့အသင့်ပြင်ထားပြီးသားဖြစ်ပါတယ်။တပိမောက်ចောင်းသားတွေဟာနိုဝင်ဘာ12နဲ့13မှာចောင်းသားမှုအရေးပေါ်ညီလာခံကိုခေါ်ယူခဲ့ပြီးအာနာပိုင်တွေရဲ့နှောက်ယှက်မှုကြောင့်ခဝေးစံမျက်မမြင်ចောင်းမှာညီလာခံလုံးလို့မရပဲဖြစ်ခဲ့ပါတယ်။နိုင်ရေးကူညီမှုအသင်းရန်ကုန်ရုံးမှာပြောင်းရွှေ့ခြင်းပါပြီးနိုဝင်ဘာ14ရက်နေ့ကရန်ကုန်မြို့လေကောင်မှာစတင်တပိတ်တိုက်ပွဲဆင်နွှဲခဲ့ပါတယ်